ကိုဒီထဲမှာအဲ့လိုကြိတ်ပြီးတော့လေမှုံမှုံလေးတွေထည့်ထားတာဆိုတော့သူ့ကိုစားကြည့်လိုက်လို့ဆိုလို့ရှိရင်လေချိုးတယ်သူကအဲ့လိုအရသာဆက်တယ်မှန်တယ်ဒါပေမဲ့ဆက်မြင်နေတဲ့တပြိုင်တည်းကိုမှပဲချိုးနေတာသူ့အရသာ Wait a minute ဆက်မြင်နေတဲ့တပြိုင်တည်းကိုမှပဲချိုးနေတာသူ့အရသာနော်ပစက်ထဲကိုလေဘယ်လိုမျိုးချလိုက်မိမှန်းတော့မသိဘူးဘယ်လိုမျိုးချလိုက်မိမှန်းတော့မသိဘူးသူ့ရဲ့ငါးသမီးစိတ်အရသာကလေ ဒါငွေ9000ကျပ်ထင်းနဲ့ဖိုက်ရတယ်ဆိုတာနောက်ဆရာတော့မဟုတ်ဘူးเนาะတကယ်ဒီ ကော်ပီလာပရိသတ်အားလုံးပဲမင်္ဂလာပါရှင်အခုကနေ့လည်စာစားချိန်ရောက်နေပြီဆိုတော့ငွေ9000ကျပ်ထဲနဲ့အရသာရှိပြီးဖိုက်လဲပြည့်မယ်တောင်ငူဒေတာထွက်အစားအစာတွေရောင်းနေဆိုင်အောင်ရောက်နေတာပါရောက်နေပါပြီတနနန်တီထောင်ကြနေပြီ ဒါကဟင်းထုတ်ပါ what ပစုံကထင်တာပဲပြီးမှဖြည့်ကြည့်တော့မှာပဲဟုတ်မဟုတ်သိရမယ်ပေါ့နော်အဲဒါကတော့သူတို့ဒီတောင်ကိုအခေါ်နေဆိုလို့ရှိရင်တော့ငါးထင်းစိတ်ပေါ့နော်အဲဒါကကြတော့တူဘူးကြော်တုတ်ဖြစ်ပါတယ်အဲမွေးငါကတော့ခဏဆောင်းလိုက်ဦးမယ်နော် သူကတက်တက်လွတ်လည်းရတယ်တက်တက်လွတ်ကအခုကုံသွားတာပေါ့နော်အရင်တော့ဆိုလို့ရှိရင်ကြက်မဲနေလည်းရသေးတယ်ဒါပေမဲ့အခုကတော့ကြက်မဲရတော့ခဏ break ထားတာပေါ့ဒါပစုံဟင်းတကယ်အနက်ကောင်းတယ်ကောင်းတယ်ဆိုတာလေအဲဒီဒီဝတ်သားကို review ပေးရမယ်ဆိုလို့ရှိရင်တော့ အရင်ဆုံးနေဘာအနံ့အရသာအရင်ရလဲဆိုဆက်တဲ့အရသာအရင်ရတယ်ဆက်တဲ့အရသာအရင်ရပြီးတော့မှသူကဝတ်သားဆိုပေမဲ့လေဟိုလိုမျိုးကြီးဟိုဖူပလီယုံလေးတော့မဟုတ်ဘူးเนาะဝတ်သားတွေလည်းမြင်ရတယ်ဝတ်သားအထဲမှာလည်းတကယ်ကိုအတုံးလိုက်လေးတွေအဲ့လိုမျိုးစားမိတယ်ဘာလို့လဲနားရတာလေးတွေပါတယ်ကိုယ်ကချူချူလေးပေါ့နော်။ဟုတ်။အင်းအစတိတ်မစားတဲ့သူတွေလည်းစားလို့ရမယ်လို့ထင်တယ်။ဒါလို့ဆိုတော့အရန်မဆက်ဘူး။ နီးရဲ့ရင်းမှာထည့်ထားတာတွေရတယ်။ငွေဥသေးချင်းနေငွေဥသေးတွေရတယ်ဒီလိုအတော့လိုက်တွေရောပါနေတာပေါ့ဒါပေမဲ့ဖယ်စားလို့ရတယ်။သူ့ရဲ့ဒီအစားထုတ်ခင်းမှာပါတဲ့အဆက်ကလည်းမစားတဲ့အတိတ်ဟိုအဆက်တိတ်မစားနိုင်တဲ့သူတွေတွေအတွက်ဆိုလို့ရှိရင်လည်းစားလို့ရတဲ့အနေအထားမျိုးနော်။ဒီဥစားတော့ပစုံပါပစုံကလည်းအဲ့လိုပဲတွေ့လားအကောင်လိုက်လေးတွေမြင်နေရတယ်ဟုတ်တွားကြလေမဆက်ဘူးပစုံကတော့မဆက်ဘူးမင်းမဆက် အဲမစုံရတာချိုးချိုးလေးထွက်နေတယ်။မစုံရတာချိုးချိုးလေးထွက်တယ်။နောက်ပြတော့သူ့ထဲမှာဆိုလို့ရှိရင်ဂျင်းပါလားမသိဘူး။ဂျင်းအရသာဂျင်းလန်းကဲတယ်နော်။သူကတော့ဟိုဂျင်းတချို့ကျတော့ဂျင်းမကြိုက်ဘူးလေ။အဲအဂျင်းမကြိုက်တဲ့သူတွေဆိုလို့ရှိရင်တော့အဲဒါဂျင်းရတာဂျင်းအနံ့ကြီးကတော့ပိုထွက်နေတဲ့ပစုံမှာဆိုလို့ရှိရင်ပေါ့နော်။အင်းနောက်တစ်ခုကဒါကဟိုပါပေါ့။ချုပ်ဘူးစော်တော့ ကြတော့ပုံမှန်ဆိုလို့ရှိရင်ရန်ကုန်မှာကတူဦးဟိုပဲတုတ်ကြတာများတယ်လေအခုဒီမှာကတော့အဲ့လိုမဟုတ်ဘူးဒါကသူတို့တောင်ဒေတာကအစားအစာတွေအတိုင်းနဲ့လုပ်ထားတာတော်ဘူးကိုတူဘူးကိုကြော်ပြီးတော့မှတုတ်ထားတာပေါ့ ောက်မယ်တောက်မယ်ဆိုတာလေငါတို့ဆိုလို့ရှိရင်ပုံမှန်တူဘူးတုတ်မစားဘူးဘာလို့တူဘူးတုတ်မစားလဲဆိုတော့အဲ့တူဘူးအဲ့လိုအဲ့လိုတူဘူးလိုက်ကြီးစားရတာမျိုးမကြိုက်ဘူးပေါ့နော်အဲ့တုတ်ထားတာဆိုလို့ရှိရင်လည်းလေပျော့ပျော့ပျော့ကြီးကိုမကြိုက်ဘူးဒါပေမဲ့ဒါကကြော်ပြီးတော့မှတုတ်ထားဆိုတောင်ကူဆိုလို့ရှိရင်တူဘူးနဲ့တောင်ကူနဲ့တူဘူးနဲ့ကတော့ဒါတွဲလျက်လေးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အဲ့တော့ဒီတောင်ကူဆိုတာနဲ့သူ့ရဲ့တူဘူးအရသာကကောင်းနေပြီသားအဲ့ဒါကိုမှသူကပြန်ကြော်ထားတာဆိုတော့တော်တော်စားကောင်းတယ် အဲတကယ်လို့နာနာမင်းမကြိုက်တဲ့သူတွေဆိုလို့ရှိရင်တော့ဖယ်စားပေါ့နာနာမင်းကတော့နည်းနည်းလေးချူပေးထားတယ်ဆိုတော့ဟုတ်တယ်ကြည့်ရအောင်နော်음အဲ့တော့နည်းနည်းတော့အဆက်လျှော့ခိုင်းပေါ့တကယ်လို့ကိုကအဆက်စားတာမကြိုက်ဘူးပါညာဆိုလို့ရှိရင်ပေါ့နော်အဆက်ကိုအဲလျှော့ခိုင်းလို့ရတယ်ဒီမှာဆိုလို့ရှိရင်အာပြည့်ပြင်ပေါက်ပါမယ်ခွားသီးပါမယ်ထုတ်ဘူးပါမယ် တူဘူးကိုမှခုနကပြောထားသလိုတူဘူးကိုကြော်ထားပါเนาะကြော်ပြီးတော့တုတ်ထားတာတူဘူးကြော်တုတ်ကဲစားအဲတကယ်ဟို9000လဲဒါကြီးအကုန်လုံးကလေ9000မကြော်လောက်ဘူးဒီကဘာလို့လဲဆိုတော့ဟို1000အဲ1000 2000အဲ့အဲ့ဒီဝင်းကျင်နေပြီပဲဆိုတော့လေဒီ9000နဲ့နေရတကယ်လောက်တယ် လာတကယ်တော့လည်းမိကျင်လုံးစောင့်နေရကြပါပြီဝင်းဟင်းကားဆိုအရင်ကြိုက်ကလေးမှပါတယ်ဥပမာဆိုရင်လေဝင်းဟင်းကားရလေအရေးပြပြလေးရှိရဲဒါပေမဲ့သူ့မဝင်းဟင်းကားကအရေးကျဲတယ်နော်အရေးကျဲတယ်အင်းဆန်လုံးမဟုတ်ဆန်လုံးမဟုတ်อืมပဲမဟုတ်ဘူးဆန်လုံးမဟုတ်ဆန်လုံးမဟုတ်တော့ငါလို့ပြောတယ်နောက်တစ်ခုကကြတော့သူကလေ ချို့ရဆိုလို့ရှိရင်မွေးငါအရေကိုလေအဓိကမွေးငါတစ်ခုမှာအဓိကကတော့အရေကအသက်ပဲပေါ့နော်အဲ့တော့ဒီအရေကိုတောက်လိုက်လို့ရှိလို့ရှိရင်တချို့ကဟိုအချိုမုတ်ရတာမျိုးကြီးဖြစ်တယ်လေဒီမှာကျတော့အဲ့လိုမဟုတ်ဘူးသူကငားလေငားကိုဒီငားအဖက်လိုက်ကြီးတွေမဟုတ်ပဲနည်းနည်းဒီကျိတ်ပြီးတော့ပေါ့နော်အမ်ကျိတ်ပြီးတော့အဲ့လိုပုံမုံလေးတွေထည့်ထားတာဆိုတော့သူ့ကိုစားကြည့်လိုက်လို့ရှိလို့ရှိရင်ဒီချို့ရဲသူကအဲ့လိုဆက်နေအရသာဆက်တယ်မှန်တယ်ဒါပေမဲ့ဆက်နေတဲ့ကြိုင်နယ်ကိုမှပဲချိုးနေတာသူ့အရသာ Wait a minute အမြင်နဲ့တိုင်းနိုင်ငံကိုပါပဲထိုးနေရတူရတာနော်နောက်တစ်ခုကကြတော့ဒါတောင်ဟူအခေါ်ငါထမင်းစိတ်လို့ခေါ်ရဲပေါ့နော်။အင်းတောင်းတယ်။တောင်းတယ်ဆိုတာစားနေနေကိုလေပါဇက်ထဲကိုလေဘယ်လိုမျိုးချလိုက်မှမတော်မသိဘူး။ဘယ်လိုမျိုးချလိုက်မှမတော်မသိဘူး။ဦးရဲ့ငါထမင်းစိတ်အရသာလေဒါအခုဒီတိုင်းစားရပါတော့။ဂျူးလေးနဲ့တွဲစားကြည့်အောင်မယ်။ ါကငွေ9000ကျော်ထဲထဲနဲ့ဖိုင်းဝါရဲဆိုတာနောက်ဆရာတော့မဟုတ်ဘူးเนาะတကယ်ဒီပြောတာ Wow ထိုးရဲဒီမှာလေအဲ့လိုအချိုးတွေကိုတုံးလာတာများတယ်လေသူကြည်ရတာလေမျိုးလို့ဆိုအစားတောက်တိုင်းကလေစက်နေရဆိုပေမဲ့လေလေချိုးပဲအဲ့တော့ဒီမှာငွေဥပြီးလဲပေးထားတာဆိုတော့အဲဒီဥစားကိုစစ်စိတ်နေခုနကလို့ချိုးချိုးစစ်စိတ်နေမစားချင်ဘူးဆိုလို့ချင်တော့ငွေဥပြီးနေတဲ့အတွက်စားပေါ့เนาะအဲဂျူလီယာလည်းအသက်ပါပဲဆက်စားလိုက်ပါဦး ူးမှာသူတို့ဒီရောက်ခဲ့တယ်ပေါ့နော်။သူကဒီလိုမျိုးရောက်ခဲ့တော့လည်းသူက30ကျော်ရောက်ခဲ့တယ်ပေါ့နော်။အခုသူမီးယာဒီမှာဆက်ပြီးတော့နော်။သူကဒီနေ့ဒီလိုမျိုးတော့ခါတကယ်9000เนี่ยไฟပြည့်တယ်ဆိုတော့လုံးဝနောက်ဆရာမဟုတ်ဘူးเนาะဒီမှာကုံွားတဲ့ပကံအလွတ်တွေကိုသာကြည်ပါတော့အဲ့တော့ပြန်ကြမလားဖိုက်လည်းပြီးွားရေโอเคပြန်ကြ ပြောဖို့ကြံနေတယ်ဟုတ်တာပဲဆိုင်နမဲကလူရီဖာမီဖူပေါ့နော်တောင်ငူဟင်းတုပ်ခုနကတော့စားခဲ့တဲ့ဒါအစားအစာတွေအပြင်ပေါ့နော်အခုတခြားဒီအစားအစာတွေလည်းရနိုင်ပါသေးတယ်အဲသူ့ရဲ့နေရာကဘလူလားမှာလဲအော်အဲ့ဆိုလို့ရှိရင် 1PS လေးစီးပြီးတော့လာပြီးတော့ဒီမှာ9000နဲ့တန်ကုန်ဟင်းထုတ် ဘာဘာညညသားလို့ရတယ်เนาะကဲအဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲဘိုင်လဲညအောင်လုံးလဲဘိုင်ရဲပြည့်သွားပြီဆိုတော့เนาะအဲ့တော့နောက်တစ်ပတ်မှာလဲဘလိုမျိုးဘတ်ဂျက်စစ်ဖြစ်တဲ့ဒါအစားအစာတွေပေါ့เนาะအဲဒါတွေဆက်ဆောင်အောင်မယ်ဆိုတော့လဲစောင့်မျှော်ကြည့်ရှုပြပါအောင်ရှင်ဒီနေ့တော့ဒီလောက်ပါပဲတတပါ